လုတ်တစ်ခုမှာအလုတ်ကပဲကောင်းသည်ဖြစ်စေပဝင်းညရာပဲမကောင်းသည်ဖြစ်စေအ ਨੇ ဆုံးကတော့အောင်းဤပြီးတစ်နှစ် experience ရအောင်လုပ်ပါတစ်နှစ်ပြီးလို့ကိုယ်လည်းမမမတိုးတက်လာဘူးအဲ့ဒီဌာနကလည်းအဲကုမ္ပဏီကလည်းကိုယ်ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့ဌာနပြောင်းရင်ပြောင်းအဲမပြောင်းလို့ရှိရင်တော့ခုနကပြောသလိုပဲကုမ္ပဏီပြောင်းပေါ့ဆိုတော့ဒါပေမဲ့တစ်နှစ်မလုပ်ပဲနဲ့တော့ကိုယ်ဘာမှမသိနိုင်ပါဘူးဆိုတော့တစ်နှစ်အလောက်ကတော့တီးခန့်ကြည့်ပါအဲတော်တော်များများတော့6လလောက်ဆိုရင်ကုမ္ပဏီကောင်းတယ်လူကောင်းတယ်မကောင်းဘူးဆိုတာ အတိလာကြပါပြီကျွန်တော်စီမှာတော့တော်တော်များများမန်နေဂျာရာထူးတွေကို provision ကို6လအထိကျွန်တော်ပေးပါတယ်6လပေးမှသာ provision ကိုဟိုသူတို့ရဲ့ကောင်းမကောင်းကိုသိရတဲ့အတွက်ကြောင့်ဝန်ထမ်းဘက်ကလည်းအနည်းဆုံး6လတစ်နှစ်လောက်ကိုစောင့်ကြည့်တင်ပါတယ်ဝန်ထမ်းဖြစ်ပြီးဒီကုမ္ပဏီမှာလုပ်ပြီးဒီကုမ္ပဏီရဲ့လာခကိုရအဲရပြီးယူနေတယ်ဆိုရင်တော့ဒီကုမ္ပဏီမှာကိုကအသားကျအောင်နေပါ culture ဖြစ်ဖြစ်မဖြစ်ဖြစ် ဲ့ဒီအဲ့ဒီ company ရဲ့ culture ကို fit ဖြစ်အောင်လုပ်ပါမဖြစ်ဘူးဆိုရင်တော့လေခုနကပြောလို့အချိန်ကုန်မခံပါနဲ့ကိုယ်လည်းမဖြစ်ဘူးဆိုရင်တော့ချက်ချင်းထွက်လိုက်ပါနော်ဒါပေမဲ့ကျွန်တော်ကတော့ထွက်ဖို့ကိုအားမပေးပါဘူးနော် company တစ်သေးတစ်ယောက်နဲ့တစ်ယောက်နဲ့တူချင်းမတူမယ် company ရဲ့ culture နဲ့တစ်ခုချင်းတစ်ခုနဲ့တူချင်းမတူမယ်ကိုယ့်ရဲ့ဌာနမှာရှိတဲ့လက်အောက်ငယ်သားကိုယ့်ရဲ့ပတ်ဝန်းကျင်တယောက်နဲ့တယောက်တူချင်းမတူမယ်ဘလို့ပဲဖြစ်ဖြစ် experience တစ်ခုရအောင်အဲယူရတဲ့အနေနဲ့ကိုကပဲ စပြီးတော့ပြောင်းလဲပါလို့ပဲပြောချင်ပါတယ်။